1942ခုနှစ်ဇွန်လ13ရက်စနေနေ့ဇွန်လ12ရက်တောက်ကြံလေးကမနေ့6နာရီအရာကနိုးတယ်။အဲ့ဒီနေ့ဟာ ကျမမွေးနေ့ပေါ့။နိုးနိုးချင်းအရာကထားခွင့်မရဘူး။ဒါနဲ့6နာရီ45ထိအောင်စောင့်နေရတယ်။အဲ့ဒီနောက်ကျမရဲ့ကြောင်ကလေးမော့ကြီးစောင့်ကြည့်နေတဲ့ထမင်းစားခန်းစီကိုဆင်းသွားလိုက်တယ်။ နှစ်နာရီထူတော့ဖီဖီနဲ့မိမိရဲ့အိတ်ခဲလေးကိုကျမဝင်သွားတယ်။ပြီးတော့ဝင်းဒီလက်ဆောင်ပစ္စည်းတွေကိုယူဖို့အိတ်ခဲလေးကိုသွားလိုက်တယ်။ကျမအနှစ်သက်ဆုံးဝင်းဒီလက်ဆောင်ကတော့မင်းမေပေါ့ဒါယာကြီးလေးရဲ့စပွဲပေါ်မှာနှင်းစီပန်းတစီနောက်ပြီးပန်းတွေအများကြီးနဲ့ကျမအတွေ့ရောက်လာတဲ့ဝင်းဒီလက်ဆောင်တွေအများကြီးပေါ့ဖီဖီနဲ့မိမိကကျမကို အပြာရောင် blouse အင်ကြီးတစ်ထည်ကစားစရာတစ်ခုနဲ့ဝိုင်းအရဲအရသာနဲ့တထည်ရတဲ့တူတဲ့တည်တီးဖြော်ရီဒပလင်းလက်ဆောင်ပေးတယ်။ကျောင်းကိုရောက်တော့တငယ်ချင်းတွေနဲ့ကိမ့်မုံတွေဝီမျှစားကြတာပေါ့။ပြီးတော့အားကစားသင်ခန်းစာမှာကစားဖို့ကစားနည်းကိုကျမကိုရွေးချယ်စေတယ်။အဲ့ဒီနောက်မှာတော့တငယ်ချင်းတွေက ကျမကို ဝိုင်းကြီးပက်ပက်လှုပ်ပြီးပျော်ရွှင်စွာဝင်နေပါလို့တည်ဆူကြတာပေါ့1942ခုနှစ်ဇွန်လ20စနေနေ့ဒါယာရေးရတာအစမ်းပဲအရင်ကလည်းရေးဘူးပါရဲ့ဒါပေမဲ့အသက်73နှစ်သမီးចောင်းသူမလေးရဲ့အတွေးတွေကိုဘယ်သူကစိတ်ဝင်တစားရှိပါမလဲဒီတော့ အဲ့ဒါအကြောင်းလားကျမရေးချင်းနဲ့ကျမရဲ့အသေးနှလုံးထဲမှာနက်နက်ဆန်းဆန်းတည်နေတဲ့အကြောင်းအရာတွေကိုဖွင့်ဟချင်မိတယ်ကျမမှာတငယ်ချင်းပေါင်းသင်းမရှိလို့ဒါယာရီတအုပ်လိုအပ်ပါတယ်ကဘာကြီးထဲမှာလုံးဝအုပ်တုံးကျမတယောက်တည်းဖြစ်နေတာကိုယုံညမှာမဟုတ်ဘူးကျမမဖြစ်ပါဘူးလေကျမမှာချစ်တဲ့မိဘတွေနဲ့ 16နှစ်အရွယ်အမတယောက်အိမ်ကောင်းကောင်းတစ်လုံးနဲ့မိဆွေလူခေါ်နိုင်တဲ့လူ30လောက်ရှိသားပဲ။ကျမကိုစိတ်ဝင်စားနေတဲ့ကောင်လေးတွေတောင်ပါသေးရဲ့။ဒါပေမဲ့ကျမကိုနားလေတဲ့မိဆွေစင်မိဆွေမှန်ရဲ့လူတော့တယောက်ကိုမှ မမတ်ယူမိပါဘူး။ဒီလိုဆိုထီထာယာကြီးလေးဟာ ကျမရဲ့မိဆွေတစ်လေးဖြစ်လာနိုင်တာပေါ့။ ကျမဘဝစကြောင်းနဲ့အစပြုလိုက်ရအောင်ကျမရဲ့ဖီဖီကကဘာပေါ်မှာအကောင်းဆုံးဖီဖီဟာမိမိနဲ့လက်ထက်တော့အသက်36နှစ်ရှိပြီအဲ့ဒီတော့ကမိမိအသက်က25နှစ်ပေါ့အမမခေါ်က1926ခုနှစ်ကဂျာမနီနိုင်ငံဖရန်ဖတ်မြို့မှာမွေးဖွားခဲ့တယ်သူ့နောက်မှာ ကျမက 1929ခုနှစ်ဇွန်လ12ရက်နေ့မှာမွေးခဲ့တယ်။ကျမတို့ကဂျူးလူမျိုးတွေမို့ဟော်လန်နိုင်ငံကို1933ခုနှစ်မှာ ပြောင်းရွှေ့ခဲ့ကြတယ်။တဖီယာတတိယလုပ်ငန်းအတွက်ပစ္စည်းပစ္စည်းတွေလုပ်တဲ့ Optica လို့ခေါ်တဲ့ကုမ္ပဏီမှာမန်နေဂျာတယောက်ပေါ့။1940ပြည့်နှစ်နောက်ပိုင်းမှာအခြေအနေတွေကမကောင်းတော့ဘူးလေ။ အရင်ဆုံးကမ္ဘာစစ်ကြီးစတင်ဖြစ်လာတယ်။အဲ့ဒီနောက်ဂျာမန်တွေက ဟော်လန်ကို ရောက်လာကြတယ်။ကျမတို့ရဲ့လွတ်လပ်မှုတွေပျောက်ကွယ်သွားတယ်။ဂျာမန်ဥပဒေတည်အောင်မှာဂျူးလူမျိုးတွေဟာအဝါရောင်ကျဲ့တပွင့်ကိုဆင်မြန်းထားရမယ်။ဖေကူပဲတော်တော်ရှေ့ချင်းလျှောက်သွားကြရတယ်။ဂျူးတွေရဲ့ဈေးဆိုင်တွေမှာသာဈေးဝယ်ချရတယ်။ ည၈နာရီထူတာနဲ့အိမ်ထဲကအိမ်ပြင်မထွက်ရတော့ဘူးည၈နာရီနောက်ပိုင်းမှာကိုပန်းကျင်ထဲမှာတောင်းကိုမထိုင်ချရတော့ဘူးကောက်ဝဲယုံရုပ်ရှင်ယုံတွေကိုဂျူးတွေမသွားရတော့ဘူးခရီးယန်ဘာသာဝင်တည်းရဲ့အိမ်ကိုဂျူးတွေသွားရောက်လဲပချင်းမပြူရဘူးဂျူးကလေးတွေကိုလည်းဂျူးเจ้าတွေမှာသာ ထားကြရတယ် 1942ခုနှစ်ဇွန်လ21ရက်တနင်္ဂနွေနေ့နောက်အခါဘာတွေဖြစ်လာမယ်ဆိုတာကိုကျောင်းကလူအကုန်ကစောင့်မျှော်နားဆင်နေကြတယ်။ဘယ်သူဘယ်တန်းတရမလဲ။ဘယ်သူကတော့အတန်းကျကြံရင်မလဲ။ကျမတို့အားလုံးတွေးနေကြတယ်။ဘယ်လိုဖြစ်လာမယ်ဆိုတာကိုတီးခံစောင့်ဆိုင်းနေရမှာဖြစ်ပေမဲ့ကျမနဲ့မင်းကလေးတငယ်ချင်းတွေကတော့ အခြေအနေကောင်းလိမ့်မယ်လို့ထင်တာပဲဆရာဆရာမများကကျမကိုချစ်ကြပါတယ်ဒါပေမဲ့အဖိုးကြီးမစ္စတာကီဆင်ကတော့ကျမကိုစိတ်ဆိုးနေတယ်ကျမက မကြခဏစကားသိညာတာချမ်းပါသူကကျမကိုအပူအိမ်စာတွေပေးပြီးစကားသိညာသူတယောက်အကြောင်းကိုပါရေးခန်းလိုက်သေးတယ် 1942ခုနှစ်ဇွန်လ24ရက်ဗုဒ္ဓဟူးနေ့ဒီနေ့ကတိတ်ပူတာပဲမနေ့ကနေ့လယ်စာစားချိန်မှာတောဆိုင်ဆရာစီကိုကျောင်းကနေလမ်းလျှောက်သွားရတယ်။ဘက်စကာဒါမှမဟုတ်ရထားနဲ့သွားချင်မိတာပေါ့။ဒါပေမဲ့ဒီလိုနီးနဲ့သွားဖို့ဆိုတာကျမတို့ဂျူးတွေမှာအခွင့်မရှိဘူးလေ။သွားရတဲ့ခီးကတိတ်ဝီတော့ နေ့လယ်ပိုင်းမှာအိပ်ပျော်သွားတော့မလို့ဒါပေမဲ့သွားဆိုင်ဆရာတွေကကျဉ်တာတက်ကြပါပေတယ်ကျမတော့ဖို့အဖျော်ရမကတွေပြီးတယ်လေကြမတက်ရရင်ကောင်းပါပဲလို့တောင်းတမိရဲ့လူចောင်းပိတ်ရဲ့နာနီးလာလို့ပျော်ရပါတယ်နောက်တစ်ပတ်ပြီးရင်ကျမတို့ခန်းစားနေရတာတွေပြီးဆုံးသွားမှာပဲ မနေ့ကချစ်နူးစရာလေးဖြစ်လိုက်သေးတယ်။ Hello Siba Big ဆိုတဲ့ကောင်လေးကသူ့နဲ့အတူချောင်းကိုလမ်းလျှောက်သွားဖို့ခေါ်တယ်။ Hello က16နှစ်ရှိပြီ။ကျမကိုရေစရာတွေအများကြီးပြောပြတယ်။ဒီနေ့မနေ့တောင် ကျမကိုသူထက်ဆောင်နေသေးရဲ့။